ဆမေတော်သားများစတင်နေနေတော့မီဟုတခင်လက်မှကြွေးကြော်ပြီးရန်ကုန်မြို့အဝင်ဝတွင်၎င်းတော်သားများကိုပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော Time City ဗန်ဒူလာပန်းချံရွှေပြည်သာပန်းချံနှင့်လိုင်းသာယာပန်းချံထိပ်များတွင်တော်သားဟုယူဆရသောလက္ခဏာများတွေ့ရှိပါကဖန်စီထိမ့်သိမ့်တော့မီဖြစ်ကြောင်းယနေ့မေလ12ရက်နေ့မှာကနဆတော်သားနေနေရေးကောင်စီမှစတင်ကြေညာလိုက်ပါတယ်ဘယ်လိုလက္ခဏာတွေရှိရင်တော်သားဟုတတ်မှတ်ပြီး ဖန်စီမလဲဆိုတော့ကစပင်းနီးကြောင်ကြောင်ဆိုးထားခြင်းအင်ဂျီအဖြူနဲ့ပစိုးများဝစ်ဆင်ထားခြင်းလိုက်ထရက်ကားဖြင့်အုပ်စုလိုက်ဖျားဖူးထွက်လာခြင်းတခြင်းအကျယ်ကြီးဖွင့်ပြီးအော်ဆိုနေခြင်းတစ်တော့ဆော့နေခြင်းခုနှစ်အင်ဂျာရှစ်အင်ဂျာအော်ဟစ်ဆဲဆိုမိုဘိုင်းလက်ကျန်ဆော့နေခြင်းအသားမဲခြင်းကွန်ဆာထားခြင်းတင်းနှင်းကလေးနေတိုင်းဖျားဖူးသို့မဟုတ်ပန်းချံသို့ရောက်ရှိလာခြင်းအနော်နံပါတ်တခြင်းများဖွင့်နှားထောင်ခြင်းအစရှိသည့်အချက်များတွေ့ရှိပါကား တော်သားဟုတမကခဏဦးဖန်းစီထိမ့်သိမ့်ထားမည်ဖြစ်ပြီးတော်သားဖြစ်သည်ဟုအချက်လက်ခိုင်လုံးမကတခင်လက်ကိုယ်တိုင်တုတ်တင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းသိရှိရပါသည်မြို့ကြီးသားများနေဖြင့်လည်းအဆိုပါဇယိုက်လက္ခဏာများတွေ့ရှိပါကအရေးပေါ်ဖုန်းနံပါတ်669သို့ဆက်သွယ်သတင်းပေးပို့နိုင်ပြီး Telegram မှာတဆင့်လည်းဆက်သွယ်နိုင်ပါသည်အခုနောက်ဆုံးကြားသိရတဲ့သတင်းအရတော်သားနေနေရေးစတင်တဲ့နေ့မှာပဲ တခင်လက်ကိုယ်တိုင်တော်သားတအုပ်ရဲ့ရိုက်လိုက်သည့်တံကိုခံခဲ့ရပြီးအရေးပေါ်သွေးလိုအပ်နေပါတယ်။တခင်လက်ရည်သွေးမျိုးစားမှာယာဒီသွေးဖြစ်ပြီးတာဝန်ရှိသူဒေါက်တာထူးခန့်ကျော်မှသွေးသွင်းရန်လိုအပ်သည့် PC များတွားယူရန်ပြင်ဆင်နေစဉ်နဗေးတွင်ရက်လျက်ရှိနေသောတီတကူစီအရော်ဖျားကြီးမှဘာတွေလုပ်နေတာလဲ။တခါတည်းတန်းသွင်းယုံမဲလေ။ဘာအမှမမလိုဘူး။ဒီကောင်ပစက်ကိုကြည့်ပါလားဟာ။ဒီကောင်တော့တွားပြီးခုမိတ်ကြခဲ့ရ။တီတကူစီအရော်ဖျားကြီးနဲ့ဒေါက်တာထူးခန့်ကျော်တို့နှစ်ယောက်အနှဲငယ်ပုတ်တိုင်မှုဖြစ်ပွားခဲ့ကြောင်း pichiaba, hein?